မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်စေစင်းကျွော်မှာရှိတဲ့စစ်ကောင်စီရဲ့ခမာရ116တပ်စခန်းကို KIA ကအပိသက်သိမ်းပိုက်ရရှိလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 9ရက်နေ့ကနေစတင်ပြီးတော့ဖားကန့်မြို့နယ်စေစင်းကျွော်မှာရှိတဲ့စစ်ကောင်စီရဲ့ခမာရ116စခန်းကို KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ရာ ဒီကနေ့ AP လ24ရက်နေ့မနက်ပိုင်းမှာအပီးတက်တိုက်ခိုက်တိမ့်ပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ကစစ်တပ်နဲ့ရှမ်းပြည်တပ်တွေဆယ်စင်းဖုံးကြီးကျောင်းကိုဝင်လာတာကို KIA နဲ့ PDF ကူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်တာမှာအကုန်လုံးရှင်းလင်းနိုင်ခဲ့တယ်။ထွက်ပြေးတဲ့လူတွေလည်းများတယ်။အခုဒီမနက်ပိုင်းမှာတော့ဆယ်စင်းကြီးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ116တပ်စခန်းကိုတိုက်ခိုက်တိမ့်ပိုက်နိုင်ပြီဖြစ်ပါတယ်။ AP လ9ရက်နေ့ကနေ AP လ24ရက်နေ့အထိစုစုပေါင်း15ရက်တိတိတိုက်ခိုက်ပြီးမှတိမ့်ပိုက်နိုင်တာဖြစ်ပါတယ်။နားလိုက်တိုက်လိုက်လုံးခဲ့တာမှာနောက်ဆုံးမှတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဲ့ဒီစခန်းကနေစစ်သားတွေလည်းထွက်ပြေးကြတယ်လို့ KIA ရဲ့သတင်းအင်းမြစ်ကပြောဆိုထားပါတယ်။ KIA ကသိမ်းပိုက်ရရှိထားတဲ့စစ်စင်းကြေးရွာစစ်ကောင်စီရဲ့ခမရ116တပ်စခန်းကိုနယ်မြေရှင်းလင်းနေပြီးတော့စစ်သားများတေဆုံမှုနဲ့လက်နက်ခဲယံသိမ်းဆည်းရရှိမှုကိုတော့စီစစ်နေသေးဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာဟာကတ်တာမခန်စစ်စင်းလမ်းတစ်လျှောက်လုံးမှာစစ်ကောင်စီတပ်များမရှိတော့ပဲ KIA ဥဆောင်တဲ့တော်လိုင်းတပ်များကနယ်မြေကိုတရားရာဂိုင်နှုတ်ဆုံးမထားနိုင်ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့စခန်းနေရာတွေကိုစစ်မင်းစစ်စင်ရေးအဖြစ်နဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအယောက်20ခန့်ထိခိုက်ဒေဆုံးခဲ့ပြီးတော့60မမအပါဝင်လက်နက်ခဲယမ်းတချို့ကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ20ရက်နေ့ကနေစပြီးတော့စစ်မင်းစစ်စင်ရေးအဖြစ်နဲ့မြင်းညာမြို့အတွင်းမှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာ၄ခုကိုကြပြိုင်နက်ထဲစစ်စင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီနဲ့ပြူစောတိပူးပေါင်းထားတဲ့အင်အား60ဝန်းကျင်ရှိတဲ့ မြင်းညာမျိုးရဲ့မြောက်ဘက်အေယော်ရီမြေကမ်းဘေးမှာတည်ရှိတဲ့ကြီးရွာကို MGN Tiger နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့ကကနအူးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။တိုက်ပွဲဟာ၃နာရီခန့်ကြာမြင့်ခဲ့ပြီးတော့စခန်းနေရာကိုတိမ့်ပိုက်နိုင်ခဲ့ကစစ်ကောင်စီနဲ့ပြူစောထီ15ဦးခန့်ထိခိုက်သေးဆုံးနိုင်တယ်လို့ MGN Tiger ကပြောပါတယ်။စစ်ကောင်စီဘက်ကစီမီးကုံရေနဲ့စိတ်ကန်းကစစ်ကူတွေရောက်ရှိလာပြီးတော့ဆုတ်ခွာခဲ့ရပြီးမြင်းညံခရိုင်အမှတ်နဲ့ရဲဘော်အာကာမင်းကြာဆုံးခဲ့ပြီးတော့၄ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အသိပေးထားပါတယ်။ ကြည်ရွာစခန်းသိမ်းတိုက်ပွဲကနေပြီးတော့60မမတလက်60မမဘုံဒီကိုလုံး MA3 နှစ်လက် 5.56G 125တောင်းကိုရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မြင်းညာမြို့နယ်အတွင်းအခြေစိုက်တပ်ဖြစ်တဲ့ခမရ15ကိုတရားခွန်မမရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်ခဲ့ပြီးတော့ဂိတ်ကင်းနဲ့ထိမှန်ပြီးတော့စစ်ကောင်စီတပ်သား၄ဦးထိမှန်တိုက်ဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူပဲမြင်းညာမြို့နယ်စီမီကုံရေနဲ့စိတ်ကမ်းမှရှိတဲ့စစ်ကောင်စီတင်းမောနှစ်စီးနဲ့ရုံးအဆောက်အဦးကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်ခဲ့ပြီးတော့ စီမီးကုံမြို့ပေါ်မှာရှိတဲ့စစ်ကောင်းစီအခြေပြုနေရာများကို drone များနဲ့တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်မြို့သိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ကံပက်လက်မြို့နယ်ကျင်တွေးမြို့သိန်းတိုက်ပွဲကိုချင်းညီနောင်ဆက်စင်ရေးအဖြစ်နဲ့ဖော်ဆောင်လျက်ရှိရာအကြမ်းဖက်စစ်ကောင်းစီကလေကြောင်းကနေအင်အားအများပြဖြည့်တင်းပြီးတော့ပစ်ကူပေးခုခံနေတော့လေမြို့သိန်းနိုင်တဲ့အထိဆက်လက်တိုက်ခိုက်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2023ခုနှစ်ဒီဇင်ဘာလ22ရက်နေ့ကနေစတင်ပြီးတော့ကံပက်လက်မြို့နယ် ကျင်းတွင်းမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းကို CDF ပူးပေါင်းတပ်များနဲ့ PDF တွေပူးပေါင်းပြီးတော့တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ရာစခန်းရလို့နှီးပါအချိန်မှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုများနဲ့အတူစစ်ကူအင်အားတွေထပ်မံဖြည့်တင်းခြင်းတွေလုံဆောင်လာခဲ့တဲ့အတွက်အနေငယ်နောက်ဆုတ်ပေးခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်2024ခုနှစ်မတ်လ9ရက်နေ့ကနေစတင်ပြီးတော့ထပ်မံပြီးချင်းညီနောင်စစ်စင်ရေးအဖြစ်နဲ့စတင်ဖော်ဆောင်ရာကျင်းတွင်းမြို့နယ်1ကီလိုမီတာအကွာအရှိတ်ကားလမ်းအထိကို ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့မြို့ကိုပတ်ပတ်လဲပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မက်ရှလာ23ရက်နေ့မှာမြို့ရဲ့အရှိမြောက်ဘက်10ကီလိုမီတာအကွာကိုအကြမ်းဖက်စစ်ကောင်စီကရဟတ်ရင်နှစ်စီးနဲ့6ကြိမ်တိုင်တိုင်အကြမ်းဖက်စစ်ကောင်စီတပ်သား100ကျော်ကိုထပ်မံဖြည့်တင်းကတက်ကူအဖြစ်နဲ့ရောက်ရှိလာတဲ့အတွက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမက်ရှလာ28ရက်နေ့အထိကျင်တွေးကံပတ်လက်ကျင်တွေးလောင်းရှိလမ်းစုံတို့မှာထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ကျင်တွေးမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ စစ်ကူရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနှစ်နေရာစလုံးကိုပိတ်ဆို့တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်ကလေချောင်းပစ်ကူနဲ့အဆက်မပြတ်လာရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။သို့တော်လည်းချင်းညီနောင်စစ်စင်ရေးပူးပေါင်းတပ်ဖွဲ့တွေကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမက်လ31ရက်နေ့မှာတပ်ကူရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာလောင်းရှိကပါစတဲ့ကိုပြန်လည်ဝင်ရောက်သွားခဲ့ကြတယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့ကျင်းတွေးမျိုးတွင်တိုက်ပွဲဟာဆက်လက်ပြင်းထန်ခဲ့ပြီးတော့ AP လ16ရက်နေ့ကနေစပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအင်အားထက်မှန်ဖြည့်တင်းမှုအတွက် အချိန်ချင်းစူးစမ်းခဲ့တော့လေချင်းညီနောင်တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကတံပြန်ပြစ်ခတ်ဟန်တားနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကခြေရွာများကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ခြေရွာမှာရှိတဲ့စာတင်ကျောင်းများနဲ့အရက်သားနေအိမ်များပျက်စီးကာအရက်သားပြည်သူထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်ဧပြီလ20ရက်နေ့မှာကျင်တွင်းမြို့ရဲ့အနောက်တောင်ဘက်9ကီလိုမီတာအကွာမှာအကြမ်းဖက်စစ်ကောင်စီက Husky နှက်စီးနဲ့ရှစ်ချေအကြမ်းဖက်စစ်ကောင်စီတပ်သား160ကျော်ကို ထပ်မံဖြည့်တင်းခဲ့တဲ့အတွက်တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိတယ်လို့ချင်းညီနောင်တော်လိုင်းပူပေါင်းတပ်ဖွဲ့ကအသိပေးထားပါတယ်။ကျင်တွေးမျိုးသိမ်းတိုက်ပွဲမှာရခိုင်တပ်တော် AA ကလည်းအစအစအရာရာကူညီပေးခဲ့ပြီးတော့ချင်းညီနောင်ဆက်စင်ရဲ့အဖြစ်နဲ့ပေါ်ဆောင်နေတဲ့မျိုးသိမ်းတိုက်ပွဲကိုလုံးဝနောက်ဆုံးမှမဟုတ်ပဲမဟာမိတ်တပ်များနဲ့ပူးပေါင်းကအကြမ်းဖက်စစ်ကောင်စီတွေကြာဆုံးပြီးကျင်တွေးမျိုးကိုသိမ်းပိုက်ရရှိသည့်အထိအရှိန်ဟုန်မြင့်ပြီးတော့ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။၎င်းတိုက်ခိုက်မှုကိုချင်းညီနောင်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ ဇိုမီဖက်ဒရယ်အစည်းအရုံးချင်းအမျိုးသားအဖွဲ့ချုပ်ချင်းအမျိုးသားကောင်စီမင်းတပ်မရန်နယ်မြေအုပ်ချုပ်ရေးကောင်စီချင်းကာကွယ်တပ်ဖွဲ့ကံပတ်လက်ချင်းလန်းကာကွယ်တပ်ဖွဲ့မတူပြီးတပ်မဟာတက်တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအနောက်ချမ်းပြည်မြို့နယ်မှာတင်းကြံရက်တွေအပြီးမှာအုတ်ချုပ်ရည်မှုနှစ်ဦးပြစ်ခတ်ရှင်းလင်းခံရတာနဲ့လုံခြုံရေးချထားတဲ့စစ်တပ်ကင်းစခန်းပြစ်ခတ်တိုက်ခိုက်ခံရတာတွေဇက်တိုက်ဆိုးသလိုဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ April 19ရက်နေ့မနက်6နာရီဝန်းကျင်ကပြည်မြို့စံတော်ရက်ကွက်ယာအိမ်မှုဥအာဘီဆိုတဲ့သူဟာလမ်းရှည်လမ်းမှာတနက်နဲ့နှစ်ချက်ပြစ်ခတ်ခံရပေမဲ့ထိမှန်တာမျိုးမရှိဘဲနဲ့တေဆုံးတာတော့မဖြစ်ခဲ့ဘူးလို့မြို့ကန်တွေကပြောပါတယ်။ ပြစ်တာတော့အနီးကပ်ပြစ်တာပဲပြစ်တဲ့သူတွေကဘာဖြစ်တာလဲတော့မသိဘူးတချက်ကမထိဘူးတချက်ကတော့ကြီးမထွက်ဘူးလို့ပြောတယ်လို့မြို့ကန်အမျိုးသားတို့ကပြောပါတယ်ဒါအပြင်အေပီလာ22ရက်နေ့မနေ့6နာရီခွဲအချိန်ကလည်းပြည်မြို့နယ်ပေါန်းတလဲမြို့အထက်တန်းကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ဂိတ်စခန်းတို့ကို3631 PPDF တရင်တက်ခွဲ9ကဝင်ရောက်တက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတအူးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်အထက်ကကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုပြစ်တာပြစ်ခတ်တန်10ချက်လောက်ကြားရတယ်ဒီဘက်နေမာကတခါမှအဲ့လိုပြစ်ခတ်တာမျိုးမရှိဘူး ဒီဘက်မှာတော့စစ်ကောင်စီကအပြည့်အဝကိုထိန်းချုပ်ထားတာပဲလို့ဒေသခံတို့ကပြောပါတယ်အလားတူပဲအေပီလ23ရက်နေ့မနက်10:00နာရီခွဲအချိန်ကပြည်မြို့နယ်ဇီးအုပ်အုပ်ချုပ်ရေးမှူးဥဝင်းကြိုင်ကိုခန်းပေါက်တာပေါင်းဖောင်တင်ကျေးရွာအနီးမှာတနက်နေ့3ချက်ပြစ်ခတ်လို့တိတ်ဆုံးသွားတယ်လို့ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်363ညနှစ်တရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်အခုလောလောဆယ်စစ်ကောင်စီတောက်တိုင်တွေကိုစတင်ရှင်းလင်းနေပြီးအုပ်ချုပ်ရေးမှူးနဲ့ယာယီမှုတွေထွေအုပ်စရေးတွေကိုအသိနဲ့ကိုပြည်သူမြေတာခံယူဖို့တိုက်တွန်းပါတယ် ကျွန်တော်တို့ကတော့ကျွန်တော်တို့လှုပ်ရှားရှိတာပြက်ပြက်သားသားဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်ပြစ်ခတ်ရှင်းလင်းတဲ့ဖြစ်စဉ်တွေမှာစစ်ကောင်စီကတုံ့ပြန်နိုင်တာမျိုးမရှိပဲဒေတာရင်းအုပ်ချုပ်ရေးမှုတချို့ကတော့စိုးရိမ်နေကြတယ်လို့မြို့ကန်တွေကပြောပါတယ်ပြည်မာကတော့ကြံတုံးကလည်းစီပါတယ်ပွဲတော်တွေလည်းလှုပ်တယ်မြို့ထဲမှာလည်းပုံမှန်အစစ်ဆေးတွေရှိတယ်စစ်သားစုဆောင်တာတွေလည်းဘယ်သူမှဘာမှမပြောရဲကြဘူးအုပ်ချုပ်ရေးမှုအကုန်လုံးနှီးပါကတော့စစ်တပ်အလို့ကြတွေလှုပ်ပေးနေကြတယ်ရက်ွက်ထဲမှာလည်းဘူကြကြတာပေါ့ အခုလိုမျိုးဇက်တိုက်ဖြစ်သွားတော့တူတူလဲလန့်နေမှာပေါ့လို့ပြည်မျိုးပေါ်ရက်ကွက်ကအမျိုးသမီးတူကပြောပါတယ်ပြည်မျိုးနယ်ဟာစစ်ကောင်စီတပ်တွေပတ်ပတ်လဲဝိုင်းရံထားတဲ့မြို့ဖြစ်တယ်လို့စစ်ကောင်စီတပ်တွေကောင်းကောင်းထိန်းချုပ်ထားနိုင်ပြီးတပ်ပိုင်းဆိုင်ရာအကြီးအကဲပိုင်းတွေမကြာခဏလာရောက်ပြီးတော့ပွဲတော်တွေကျင်းပနေတဲ့မြို့ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများကိုမြန်မာနိုင်ငံကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ပေးပို့မှုအတွက်စစ်ကောင်စီကအကြင်းချထားတဲ့ ဘင်္ဂလားဒေ့ရှ်183ဦးကိုထောင်ကနေပြန်လွှတ်ပေးပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်ပို့ပေးလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ24ရက်နေ့မှာမြန်မာနိုင်ငံတဝမ်းမှာရှိတဲ့အကျဉ်းထောင်များမှာအကျဉ်းချခံနေရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား183ဦးကိုစစ်ကောင်စီကချင်းတွင်းအမိရတဲ့စစ်သည်မောနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်ပို့ဆောင်ပေးလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်သည်မောဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုပို့ဆောင်ပြီးအပြန်ခရီးမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိထွက်ပြေးခဲ့ကြတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်284ဦးကိုပြန်လည်ခေါ်ဆောင်လာမှာဖြစ်တယ်လို့သိရပါဗျ။မြန်မာစစ်ကောင်စီကပြန်လည်ပို့ဆောင်လိုက်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား183ဦးမှာကော့ပဇားခရိုင်က129ဦး၊ဘန်ဒါဘန်ခရိုင်က30ဦး၊ရန်ကာမတီခရိုင်က9ဦး၊ခါဂရာချယ်ရီ၊နိုခါလီ၊နရယန်ဂန်၊ချတ်တိုဂရမ်၊ရတ်ဘာရီ၊နာရှင်းဒီနဲ့နီဖာမရီခရိုင်ကတအူးစီလို့ဖြစ်တယ်လို့သိရပါဗျ။ စစ်တွေအကျဉ်းထောင်မှာအကျဉ်းချခံနေရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား144ဦးနဲ့အမှုရင်ဆိုင်နေစေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား29ဦးတို့ကိုအကြမ်းဖက်စစ်ကောင်စီကပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုမြန်မာနိုင်ငံကနေပြီးတော့ဒုတိယအထုပ်ဖြစ်နေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း294ဦးရှိနေပြီဖြစ်တယ်လို့သိရပါတယ်။အခုနှစ်ဆန်းပိုင်းမှာပထမအထုပ်ဖြစ်နေမြန်မာစစ်ကောင်စီဘက်ကတပ်ဖွဲ့ဝင်အယောက်330ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ကြပြီးတော့၎င်းတို့အားလုံးကိုဖေဖော်ဝါရီလ15ရက်နေ့မှာမြန်မာနိုင်ငံဘက်ကဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ